ောက်သွားတာပေါ့ပည်သူတိတယ်ရှုမဝအငိမ့်ပေါ့အဲရှုမဝအငိမ့်နဲ့ပောက်သွားပြီလို့တော့ရုပ်ရှင်တို့ဘာလို့အဲ့ဘက်ကဆက်ရောက်ဆက်ရောက်ပြီးတော့အခုဘယ်ပြန်ရောက်လဲဆိုတော့အခုဇာတ်ဝင်မှာပြန်ပြီးတော့ရှင်းတန်းနေပါတယ်ရှုမဝဆွေညီကတော့ဟိုတငယ်ချင်း၅ယောက်ရဲ့ဘဝမှတ်တမ်းပေါ့ဒီနေ့ရိုက်ကိုရေးကတော့ salary အနုပညာရင်ဖွင့်တာအဲ့ဒီအစီအစဉ်လေးမှာကျွန်တော်ပါဝင်လို့ ိုက်ကူးဖို့အတွက်ရောက်ရှိလာတာပါခင်ဗျာအရင်တော့လည်းအဲနှစ်ခေါက်ရောက်ခဲ့ဖို့ပြီပြီနော်အဲ့တော့အရင်တော့နှစ်ခေါက်မှလည်းကျွန်တော်အင်တာဗျူးတွေနဲ့ပြောပြောပါပါလေးဖြေခဲ့ဖို့ပြီအခုဒါကတော့တတိယအကြိမ်မြောက်ပေါ့အဲနှစ်တတန်းကတော့ကျွန်တော်က1983ခုနှစ်တည်းကသာသမန်လောကထဲရောက်တာအဲ့သာသမန်လောကထဲမှာနှစ်ပေါင်းများစွာ ချင်လေခဲ့ပြီးမှနောက်ကြမှအဲဘာပြောမလဲဆိုတော့အငိမ်လောကရောက်တယ်စသဖြင့်နေပေါ်ထွက်ပြီးတော့အငိမ်လောကတို့ဗီဒီယိုလောကတို့ရောက်တယ်ပေါ့အဲ့ဒီကနေပေါ်မှာအငိမ်မှာပေါက်သွားတာပေါ့ပြည်သူတည်တယ်ရှုမောကအငိမ်ပေါ့အဲရှုမောကအငိမ်နဲ့ပေါက်သွားပြီးတော့ရုပ်ရှင်တို့ဘာလို့အဲ့ဘက်ကဆက်ရောက်ဆက်ရောက်ပြီးတော့အခုဘယ်ပြန်ရောက်လဲဆိုတော့အခုစသဖြင့်ပေါ်မှာပြန်ပြီးတော့ရှင်းတန်းနေပါတယ်ရှုမောကရှင်ကြီးကတော့ တငယ်ချင်း၅ယောက်ရဲ့ဘဝမှတ်တမ်းပေါ့ဘဝမှတ်တမ်းပြောပြောပြောပါနဲ့လဲအလုလုခရတဲ့မအောင်မြင်ခင်တော့လည်းဟိုပါပေါ့အရင်စူးစမ်းခဲ့ရတယ်အထင်သေးလက်ခံခဲ့ရတယ်သူ့ရင်မအောင်မြင်သွားတော့ပြည်သူတိတဲ့အောင်မြင်သွားတဲ့ခါကျတော့တော်တော်လေးကိုအလုပ်တွေအများကြီးလုပ်ခဲ့ရပါတယ်ဘဝမှတ်တမ်းနေပါပဲရှုမဝါတော့ဥစ္စာဘုရားကျွန်တော်တို့လူတိအောင်ညီတော်မြှောက်ပေးခဲ့တဲ့အဖွဲ့ကြီးပါငိမ့်ဖွဲ့ကြီး နောက်ထပ်ကြမှာရှုမှုမှာအဲ14လလောက်ဝန်ထမ်းလုပ်ပြီးတော့မှနောက်ပြန်ထွက်တော့မှအပြေရောက်တော့ဆွေညီကိုဆိုတဲ့နာမည်နဲ့ဆက်ပြီးတော့အမှုပညာလုပ်လို့အငိမ့်ကားကြတာပေါ့အဲ့ဒီဥစားနဲ့ဆက်ကျင်လဲကြတာပေါ့နောက်တကယ်ချင်းနေနည်းလူရေးကိုင်းနဲ့နှစ်လေတိတ်အကြာကြီးမပေါ့ဘူးအောင်မြင်ပြီးတော့9နှစ်လောက်ကြာတော့အဖွဲ့တွေကွဲသွားကြတာကွဲသွားတော့အဲ့မှာဒီလိုပဲတယောက်ချင်းစီပဲလမ်းလျှောက်နေကြတာပေါ့ อ๋อตุกกล้วยตัวละဆိုတော့ကျွန်တော်တို့ကရံဖြစ်ပြီးတော့กล้วยတော့မဟုတ်ဘူးဒီလိုပဲဟိုစိတ်တော်ရားလေးတွေနည်းနည်းလေးတိုက်ဆိုင်မှုမရှိလို့กล้วยသွားပဲမဲ့အပြင်မှာကျတော့အတူတူပါပဲဟိုအဲ့လိုกล้วยသွားလို့မကောက်ဘူးမဟုတ်ဘူးအလူရှင်မဖြစ်ဖြစ်ကန်ထရက်ပဲဖြစ်ဖြစ်ပွဲငါးဖြစ်ဖြစ်ငါးတဲ့ခါကျရင်ကတာပဲကတယ်အဲ့တော့ပြန်မတွေ့လဲချက်ချက်ခင်ခင်ပါပဲအလုတ်တာအမြဲတမ်းအရင်လိုပေါ့တောက်လျှောက် တွဲမလုတ်ခဲ့တာတခုပဲရှိပါတယ်စဉ်းစားခဲ့ဥပါတယ်စဉ်းစားပါတယ်ဟိုပေါင်းတော့အလုတ်လို့ရင်တော့ဘလောက်ပဲကြာကြာ အခုချိန်ပြန်ကလည်းအရင်တော့အတူတူပြက်ခဲ့တဲ့ပြက်လုံးတွေကပြန်ပြီးတော့အမှတ်တရပဲလေလုံးဝမမေ့ဘူးဘာကြောင့်မမေ့လို့ဆိုဘဝမှာတော့အမှတ်တရပြက်လုံးတွေတကယ်ချင်းနေနဲ့အဲ့လိုရှိခဲ့တဲ့အတွက်ကမယ်ဆိုလဲကလို့ရတယ်ကချင်းတယ်တိုးရင်ပဲလဲ ဟိုမကဖြစ်တော့ဘကဖြစ်လို့ဆိုတော့သူ့အတိုက်အဝန်းနဲ့သူ့မိသားစုနဲ့သူ့အတူသူ့လုံငန်းကိုင်ကိုင်နဲ့အကုန်လုံးဖြစ်နေတော့အဲကြောင့်မတွဲမိကြတာပါဟိုစိတ်ဆိုးမှန်ဆိုးဘာမှမရှိပါဘူးအဲဆွေကြီးကအမတ်တရအောင်မြင်ခဲ့တဲ့ဥစ္စာကတော့ဟိုရှုမှုရမှာတဲ့ကကျွန်တော်တို့အောင်မြင်ခဲ့တဲ့ပြလုံးကတော့ဟိုကြောင်ညာခွင်းတို့နော်ကြောင်ညာခွင်းတို့အဲ့ဒီဥစ္စာမျိုးတို့နောက် ဆိုကဂွေနှမျိုးတော့နောက်တစ်ခုကကြောင်ညာကြတော့ခွင်းညာမင်းနာကရဲသူမင်းနာကမှာဆိုလို့ကျွန်တော်တို့ကလိုက်ဖြတ်တယ်ဖြတ်တော့ကြောင်ညာလေးတွေတိူးဆောင်ပေါ့အဲ့တော့အဲ့မှာအဲ့တော့အိုက်ခဲအိုက်ခါပေါက်တန်းကြောင်ညာတွေမှန်သမျှနဲ့ကျွန်တော်အဲ့မှာကြောင်ညာမင်းသမီးလေးတွေပုံစံမျိုးလေးတွေဝတ်တယ်မိတ်ကပ်လေးလေးမှာအဲ့မှာဟာတာလေးလေးလောက်ကြတယ်လုံးဝလုံးဝနဲ့အဲ့ဒီစားကဟာတာ plot တစ်ခုဖြစ်သွားတာပေါ့ဗျာ jello တစ်ခုဖြစ်သွားတယ် အဲ့ဒီဥစ္စာတော့အမတ်တရဒါပြည်သူသိတယ်နောက်တစ်ခုကအဲဒါရှုမောင်းအကြီးမှာပဲတတော်ပေါက်ခဲ့တဲ့ပြည်လုံးနေပါပဲဒီဆိုခောက်ခွန်းတော့ထားပါတော့ကျွန်တော်ကျွန်တော်တို့ TV TV ထဲမှာ TV တထေး TV ကွဲသွားလို့ဒါတထေးဦးတဲ့ TV ကွဲသွားတဲ့အတွက်အမမတို့ TV တွေကနေပေါ့တထေးကြည့်အောင်အယုတ်တွေလုံမဲ့ဆိုပြီးလူတွေဘွေမတိယုတ်ဆောင်မှလောက်ကြတာတရင်ကျင်ညာတဲ့လူကတရင်ကျင်ညာ စတေရှိုးကစတေရှိုးသမားနောက်အငြိကာရမန်သမီးကအငြိကာအငြိကာရမန်သူကနောက်ဆုံးကာပြီးလဲပြီးဟုံးဆိုတီဗီကထွက်လာထွက်လာအဲ့မှာတထိုင်းနဲ့တွေ့အဲ့လိုပြောကြအဲ့ဒီစာလေးတွေတော့ဘဝအမတ်တရားမှာတန်တင်းနေတဲ့ချိန်အထိပေါ့အဲ့လိုပေါ့အဲ့ဒီဆိုရင်ကျွန်တော်ကတော့ကျွန်တော်ဇာယုတ်နေရတော့တီဗီမှာကျွန်တော်ကတထိုင်းတင်ညာတဲ့နေရာဇာယုတ်ပေါ့လေအဲ့လိုပြန်ပြောတဲ့အချိန်ကျွန်တော်ဘာဘာလို့ခံစားရလဲဆိုတော့ပြန်တော့အသက်ပြန်ငယ်သွားသလိုအဲ့တော့အချိန်ကိုအဲ့တော့အရွယ်ကိုပြန်ပြီးတော့ငယ်သွားသလိုပေါ့ အဲသတိကျင်ကြသတိဟာကျမ်းမာလို့မူကြပါသရှင်အောက်ကတတိယတိတ်နေမကောင်းနေမကောင်းတေးလိုက်ဆိုတာအဲအဲအဲဆိုဟာဒါလေးတွေကဘဝအမတ်တရားလေးတွေပါဘလုံးဝဘလို့ပဲဖြစ်ဖြစ်မေ့လို့မရတဲ့ဘဝအမတ်တရားတန်ဖိုးကြီးမှပါတယ်ကျွန်တော်ငါရောစူးစားခဲ့တော့လဲအများကြီးစူးစားခဲ့ရတာအထင်သေးခံရတဲ့ဘဝတွေကနေပြီးတော့ အောင်မြင်သွားတော့အားလုံးလက်တွဲကြပါတယ်ဒါနဲ့ကျွန်တော်အမှန်တကယ်တော့ကျွန်တော်ကျွန်တော်တို့ညံဖြင်းလို့တက်တန်းတူတူနဲ့ကွဲသွားတာပါအဲအဲ့ဒါပါနှမျောတာတော့အဲ့ဒါနှမျောတာပါအခုတော့ဒီလိုပဲအဆင်ပြေတယ်လို့ပဲလမ်းလျှောက်နေကြတာပါဟုတ်ကဲ့အခုတော့ကျွန်တော်ကတော့ဟိုကျွန်တော်ဆက်ဆရာကိုဖိုးချက်ကအခုဟိုအနုပညာလေးပြန်ပြီးတော့လောက်ကင်နေတယ် လောက်ကနေဆိုတော့မှသူကလည်းသူစေတနာကသူတကယ်ပြောရင်သူမကဘဲနဲ့အေးစေးစေးလေးဟိုနားပြီးတော့နေလို့ရတယ်သို့ပေမဲ့သူရှိမှအဖွဲသားရောက်တရာလောက်ရှိတယ်အဲရောက်တရာလောက်ကစောင့်နေလက်ပတ်အောင်ဆိုသူပွေးလေးတွေဆင်းပြီးတော့ကတယ်ကျွန်တော်ပြောအမှုပညာသမားတယောက်သူရှိမှကျွန်တော်အမှုပညာသမားတယောက်ဆိုကျွန်တော်နောက်မှာမိသားစုငါးယောက်ရှိတယ်အဲ့လိုတွေ့လိုက်တယောက်ကငါးယောက်နဲ့ဆိုရင် လူရောက်တရာဆိုနောက်မှ900လောက်ရှိတယ်အဲအဲ့ဒီနုပညာသမားတွေမိသားစုတွေစာဝန်တွေအဆင်ပြေဖို့တက်သူပွဲလေးပြန်ကတဲ့အခါမှာအခုကျွန်တော်ကိုဖိုးချစ်နဲ့ပဲဆက်ပြန်ကနေပါတယ်ပွဲပကံကနေပါတယ်ပြေပွဲကတော့ကိုဖိုးချစ်ပွဲနဲ့သူလက်ခံထားတဲ့ပွဲသူစီစဉ်ထားတဲ့ပွဲတွေအဲ့ပွဲတွေလွတ်ခဲ့ရင်တော့ကပါတယ်သူကလည်းကောင်းဝင်ပြပါတယ်ရပါတယ်ရှိပါတယ်ရှိပါတယ်ဆိုတော့ဘာလို့အရင်ကဆိုရင် ဟိုဟိုကျွန်တော်တိုက်တယ်ခေါင်းစဉ်နဲ့ဝိုင်းချစ်တို့အဖွဲ့ဆိုပြီးတော့တိုက်တယ်ခေါင်းလဲကျွန်တော်လည်းဒါလေလူရှင်တော်လေးခေါ်မယ်မင်းသမီးတွေခေါ်မယ်ဟာအဲ့ဒါအကာလေးကအဲ့လိုတော့တွားတာလေးလည်းရှိပါတယ်ရှိတယ်နောက်တော့သူများခေါ်လို့ကိုကလူရှင်တော်ဘွားနဲ့လိုက်သွားတာလည်းရှိပါတယ်အဆုံးဆုံးမှာပဲရှိတယ်ခင်ဗျာအဲ့ဒါဝေးသွားတာပေါ့အရင်ကတော့ကြားရပါတယ်ဝေးသွားတယ်ကိုလည်းဟိုကလန်းမှုနေသွားတယ်နေသွားတော့ကိုကလည်းဒီဘက်ကိုတဆိုင်မမတ် ဟိုရက်တီကိုတော့ကတ်မနေနိုင်ဘူး။ဘာကြောင့်လဲမိသားစုစာဝတ်နေရကျွန်တော်ဟိုလက်တလို့ဟိုပွဲရတော့တညကအခါရှင်းတယ်လေပွဲကားတဲ့အစားဒါမိသားစုစာဝတ်နေရဟိုဘက်ကပွဲပေါ်တဲ့ခါကျတော့လက်လေသွားတယ်ပွဲပေါ်တဲ့ခါလက်လေသွားတဲ့ခါကျတော့ဒီဘက်ကားရကျတော့လေသူတို့ခေါ်တဲ့ချိန်ကျွန်တော်မရှိတာရှိလဲပဲဟမ်ကျွန်တော်အားနေတဲ့ချိန်သူတို့မခေါ်တာလည်းရှိမယ်လေဟမ်အဲ့ဆိုတော့အဲ့ဆိုနေနေဝေးသွားတာပေါ့ ဝေးသွားတော်တော်ဝေးသွားတယ်လို့ပဲကားရဲ့ကိုတကယ်ဟိုပါပေါ့စိတ်ဝင်စားရှိပါတယ်တကယ်စိတ်ဝင်စားလောက်ရှိလို့လဲသာသမန်လောကပထမကျွန်တော်နဲ့ share လုပ်နေ1996တော့သာသမန်ကနေပေါ့အဲ့ချိန်တော့ကျွန်တော်လှုပ်နေတဲ့ကျွန်တော်ကနေတဲ့တစ္ဆာမန်တရှင်မသမင်ကိုစားဝန်တော့ကိုချမ်းသာတော့ဖွဲ့ရနေပေါ့အကိုတွေကိုတောင်းပန်ပြီးတော့ကိုဆရာတွေတောက်ပါပေါ့ကျွန်တော်သုရှင်လောကရဲ့ဘီယိုလောကရဲ့ အလုံးသွားလုံမဲ့ဆိုအဲ့တော့ဆိုရင်မိုက်ခေါဖျက်လျှောက်ဒေးလီမှနေစားမှ900ပဲရတာအဲ့900ကလမ်းစိတ်လည်းမပေးဘူးကိုယ့်ကိုယ်ဘတ်စကားစီးဖို့သွားဟိုရောက်ရှူတယ်ထမင်းကျွေးတယ်ရိုက်ဖြစ်လဲ900မရိုက်ဖြစ်လဲ900အဲ့အဲ့ဘဝရက်ဖြတ်တန်းလာကြရရန်ဟိုအရန်အာယုံဆိုင်ကရန်လေးစားပါတယ်အောင်မြင်တဲ့ခါကျတော့လည်းအများကြီးရက်ခဲ့ရပါတယ် အခုကျတော့လဲမျောတော့မျောစဲတောင်မှပဲခိုင်ကမပေါ်စဲပါပဲအဲ့တော့လဲအခုဘာပြောဆိုတော့တလုံးမရှိတော့လဲတလုံးလောရတာပေါ့အာကျွန်တော်တကူတတ်ထားတယ်စသဖြင့်အလုံးတည်းပဲဆက်လက်ရှင်းသင်းနေတာပေါ့ရှိပြီဗျရှိပြီဒီဘက်ဆိုတော်တော်လေးရှိပါပြီနေ့ရက်တွေကတော့အများကြီးတော့တိတ်တော့မမှတ်မိဘူးဒါပေမဲ့တော်တော်လေး မရိုက်ဖြစ်တာတော်လေးကြာပါပြီဟိုဂျိုစားဂျိုစားတခါတလေလောက်ပဲအဲ့လောက်ပဲရိုက်ဖြစ်တယ်ဟုတ်တယ်ရိုက်ရှင်တာပေါ့တို့ပေမဲ့လဲဟိုအခုကြာတော့လဲကားရီကဘာလို့သူသူကရူလေးနဲ့သူကသူရိုက်နေတော့လေကိုရီကအဝေးဖြစ်နေဘာကြောင့်ဆိုပွဲကကတော့ပွဲတော့သကားရီတော့ကိုင်းနဲ့အများနဲ့အချိတ်ဆက်မမိဘူးလေမင်းဆိုတော့ကိုကပွဲသွားကားရီကိုလိုချင်လို့ခေါ်ပြန်လို့လေကိုကပွဲရောက်နေတယ်အဲအဲ့လိုဖြစ်လို့ပါ ဟုတ်ကဲ့သာသမီနဲ့ပဲပြန်ပြီးတော့ဟိုဟောစေတမှုအတွက်အဲသာသမီနဲ့ပဲကပြပြီးတော့ဘောဖြတ်တန်းနေရပါတယ်ကျွန်တော်တို့အချိန်တိုင်းနိုင်တိုင်းမှာမမေ့သောတရိယာချင်းများစွာဖြင့်ကျွန်တော်တို့အားပေးနေတဲ့ယေရှုကြီးပါတဲ့ယေရှုရှင်ပရိသတ်များအားလုံးကာယစိတ်ဒုက္ခနာပြပြည့်စုံကြပါစေဘဝမောတွေပြေပါစေ စိတ်ချမ်းသာခြင်းအစစ်တွေနဲ့အားလုံးကျေးဇူးကြီးမားတဲ့ပရိသတ်များအားလုံးချမ်းသာကိုယ်စိတ်မြဲပါစေ။